ဟယ်လိုအားလုံးပဲမင်္ဂလာပါဖရဂမန်ဒူးဆန်နေပြီးတော့ကြိုးစားပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒါပြီးခဲ့တဲ့လတုန်းကကျွန်တော်ဝယ်ပြီးတော့ review တိတ်မကြခင်လာမယ်ဆိုပြီးပြောထားတဲ့ blue edition နဲ့ exclusive အကြောင်းကိုကျွန်တော်ဒီနေ့ပြပြမှာဖြစ်တယ်ဆိုတော့ဒီအမွေကိုကျွန်တော်ကတော့ရက်20ဆိုပြီးသွားပြီပေါ့နော်ဆိုတော့ရက်20တိုင်းမှာလည်းကျွန်တော် experience တစ်မျိုးစီရတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီအမွေကိုကျွန်တော်ပထမဆုံးအနက်အကြောင်းနဲ့အစပြီးပြောလိုက်ရအောင်ဒီကောင်မှာပါတဲ့ဟာကတော့ အမ်ဘာနဲ့ပါတယ်လက်ပတန်နဲ့ပါတယ်ဆန်ဒယ်ဝတ်ပါတယ်ပြီးတော့ရှင်တခြားဝူဒီနှုတ်လေးတွေပါတယ်ဆိုပြီးတော့တို့ official website ကတော့ listing နှုတ်ထားတယ်ဒီဇိုင်နာ brand တွေအခုနောက်ပိုင်းဆိုလို့ရှိရင် no breakdown တွေကိုလုံးဝကို top middle drying down ကိုလုံးဝနှုတ်တစ်ခုတည်းနဲ့ပဲသွားထားတာမျိုးတွေအခုနောက်ပိုင်းတော်တော်လေးမြင်လာရတယ်ပေါ့နော်ဒါမကောင်းဘူးလို့တော့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ထားပါတော့ဆိုတော့ဒီ blue channel exclusive ကိုကျွန်တော်ပထမအောင်ဆုံးဆက်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာရမယ်အနှံ့ကတော့ ျွန်တော် blue edition နဲ့ parfum ကိုရဘူးနေကြအနံ့တိုင်းပါပဲ blue edition နဲ့ parfum ကိုကျွန်တော်ဆွတ်လိုက်တော့ဆိုလို့ရှိရင်ဒီ lemon zest အနံ့ရလိမ့်မယ် lemon အခွန်အနံ့ပါနော်အဲ့ဟာကိုရလိမ့်မယ်အဲ့ဒါကမှနွေ့နွေ့ထွေးထွေးနဲ့သွားတာဒီကောင်ကတော့နည်းနည်းလေးကွဲသွားတာပဲပါတယ် blue edition နဲ့ parfum နဲ့ဆိုလို့ရှိရင်ဒီကောင်က10% 20%လောက်ပဲမတူဘူးလို့ပြောလို့ရတယ်ပါနော်ဆိုတော့ဒီကောင်ဆွတ်လိုက်တယ်ဆိုလို့ရှိရင်ပထမဆုံးရမယ့်အနံ့ကတော့ထုံးစံအနံ့ဒီ grapefruit lemon zest အနံ့ပုံစံမျိုးအဲ့ဒါမျိုး fresh ဖြစ်တဲ့ဒီအသီးနှံ့မျိုးရလိမ့်မယ်အဲ့ဒါကမှဒီကောင်ကတော့ဘာပါသွားလဲဆိုတော့နည်းနည်းလေးပို့ပြီး woody ဖြစ်သွားတယ်နည်းနည်းလေးပို့ပြီးတော့ လေသန်နဲ့ပါသွားတယ်လို့ပြောလို့ရပါတော့เนาะဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်လေသန်နဲ့ဆိုတဲ့ဟာကျွန်တော်ဟိုပုံမှန်ရနေကြကျွန်တော်တို့ရဘူးနေကြဟာ Tone 4 Ombre Leather တို့ Duskan Leather တို့ဒါမျိုးတွေမှာမြင်ရတဲ့ Leather အနှဲနဲ့တော့မတူနေဘူးအဲဘယ်မှာရတဲ့ Leather အနှဲနဲ့သွားပြီးတော့တူလဲဆိုတော့ကျွန်တော်အရင်ကြိုက်ကြတဲ့ Girlin ရဲ့ Cure Blue ကမှရတဲ့ Leather အနှဲဖြစ်တဲ့ Suede Leather ပေါ့နော်ဆိုတော့ဒီ Soft Creamy ဖြစ်တဲ့ Leather အနှဲအဲ့ဒါမျိုး ကိုကျွန်တော်ကတော့အဖွင့်ပါဒီကောင်ရတယ် Leather အနှဲ အဲပြီးတော့ရှိရင်ကျွန်တော်နည်းနည်းလေး dry down ရောက်သွားတဲ့အခါကျတော့ရှိရင်တော့ပါလေး sweep ဖြစ်သွားတယ်အဲဒီညမှာ sweep ဖြစ်တယ်ဆိုရဲဟာလည်းဟိုလုံးဝချိုတဲ့ရေမွေးဘက်ကိုလုံးဝမရောက်သွားဘူးเนาะ savage alexa ဆိုလို့ရှိရင်ဒါအရှိရ savage သုံးခုနဲ့ savage alexa เนี่ยလုံးဝကွဲထွက်သွားပြီးတော့ savage alexa မှာဆိုလို့ရှိရင်လုံးဝချိုချိုပြောင်းထွက်သွားတယ်အဲအဲ့လိုမျိုးဒီကောင်ကတော့မသွားထားဘူး stay သူ့ရဲ့ blue edition နဲ့ style မှာပဲအမြင်ရရှိနေသေးတယ်အဲ့ဒါကမှလုံးဝလုံးဝတကယ်ပပါလေးပဲချိုသွားတယ်ပြောလို့ရတယ် နောက်ဆုံး drain down ရောက်သွားတဲ့အခါမှာတော့ဒီကောင်ပို့ပြီးတော့နှွေးထွေးသွားတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီ British Channel ကိုတမျိုးကြိုက်တာပါလဲဆိုတော့ still drain down ရောက်သွားသည့်အတိုင်အောင်ဒီကောင်ဒီ heavy အဖြစ်ဆုံးဖြစ်သည့်အတိုင်အောင် fresh ဖြစ်နေတော့မယ်ဆိုတော့ဒီကောင်ကတော့ဒါတနည်းပတ်လုံးဆွလို့ရတဲ့ British Channel နဲ့ addition နောက်တစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့ဒီ blue edition နဲ့အရှိတ်ထွက်မှုတဲ့၃မျိုးနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ blue edition နဲ့ exclusive ကဒါ night time နဲ့ light song လို့ပြောလို့ရရပါတော့ဆိုတော့ night time ညဘက်အေးတဲ့အချိန်ဒီမှာဆွတ်မယ်ဆိုလို့ရှိရင်ဒီကောင်ကတော့ light ဖတ်ဆောင်မဲ့ perfume ထက်တောင်ပို့ပြီးရလိုက်တယ်ပေါ့နော် still perfume တောင်မှဒါတော်တော်လေး light ဖတ်တဲ့ option လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီ blue edition နဲ့ perfume ကိုကျွန်တော်အနေနဲ့ဟာလာဘားတွေပါတွေ့တဲ့အခါမှာ club တွေ့တဲ့အခါမှာ festival တွေတွေ့တဲ့အခါမှာကျွန်တော်အိုက်နံကိုမရဘူးတဲ့အခောက်ဆိုတာမရှိသလောက်ပဲပေါ့နော်ဆိုတော့အဲ့ဒီအချိန်ဒီမှာလည်း live ဖတ်နေရဲ့အနောက်တစ်ခုလို့ပြောလို့ရတယ်ဆိုတော့ဒီကောင် ကလည်းအဲ့လိုမျိုး night တိုင်းနေတော့ပို့ပြီးတော့ live ဖတ်သွားတဲ့ version ပြောလို့ရတယ်ဆိုတော့အရင် version နေနဲ့ဆိုလို့ရှိရင်ဒီကောင်ကဘယ်လောက်ထိ꿰သွားလဲဆိုလို့ရှိရင်เนาะအနောက်အရဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါ blue dish နဲ့ parfum ကိုမှ20%လောက်ပို့ပြီးတော့ heavy ဖြစ်သွားပြီးတော့20%လောက်ပို့ပြီးအနောက်ကပပလေးလေးနဲ့သွားရလို့ပြောလို့ရတယ်လို့ပြောပြောနိုင်နေပါတော့ဆိုတော့ဟိုအရင်ကြီး drastically change ဖြစ်သွားတာမျိုးဖြစ်နေဘူးအာ ဘယ်လိုမျိုးနောက်ထပ်တစ်ခုကျွန်တော်တို့တင်စားကြင်လဲဆိုတော့အာလေတန်ပေါ့နော်လေတန်ကိုမှဖွန်တမာလီရဲ့လေတန်နဲ့လေတန် exclusive ဆိုလို့ရှိရင်လေတန် exclusive ကအာပို့ပြီးတော့ dark ဖြစ်သွားတယ်ဆိုတော့ဒီကောင်ကလေတန် exclusive လောက်လဲအရင် dark ဖြစ်သွားတဲ့အဲထဲမှာမပေါ့ still ဟိုအနံ့တော့ similar ဖြစ်နေတော့မယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးပဲပွားလီ dark ဖြစ်သွားတာ rambling နေဖြစ်နေ sorry ဆိုတော့ evolution လဲ exclusive ကတော့ဒါကျွန်တော်တို့ day time နဲ့ဆိုလို့ရတယ် night time နဲ့ဆိုလို့ရတယ် night time နဲ့လည်း alive ဖတ်ဆုံး evolution နဲ့လို့လည်းပြောလို့ရတယ်ဒီညမှာကျွန်တော်ရဲ့အမြင်အရကိုပိုင်ခန်းစားချက်အရဆိုလို့ရှိရင်တော့ evolution နဲ့လဲ exclusive က evolution နဲ့ထွက်ပူးသမျှရေမွေးအခုဟာနဲ့ဆိုလို့ရှိရင်လေးမျိုးထဲမှာအကောင်းဆုံးလို့ကျွန်တော်လည်းမြင်တယ်ပေါ့နော်ဆိုတော့ဒီကောင်ရဲ့အနှံ့ကအကောင်းဆုံးလို့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့ဒီညမှာကျွန်တော်တို့အာ price လေးနည်းနည်းပြောလိုက်ရအောင်ပုံမှန်ဆိုလို့ရှိရင် evolution နဲ့တစ်လုံးကိုအာ တော်တော်လေးအဆင်ပြေတဲ့ဒီဇိုင်နာ price ထဲမှာရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ blue channel exclusive ကတော့ဒါ niche မွေး price လို့ပြောသေးရတယ်ဆိုတော့ဒီကောင်းရဲ့ official price listing ကတော့ဒါကျွန်တော်တို့ဒေါ်လာ300ဖြစ်တယ်ပေါ့နော်ဆိုတော့ဒေါ်လာ300ဆိုတဲ့ဟာမှာဒါ niche မွေးကောင်းကောင်းတစ်လုံးဝယ်လို့ရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးစဉ်းစားရမယ်ဆိုလို့ရှိရင်ဒါဒီကောင်းက still Louis Vuitton ရေမွေးထက်စားလို့ရှိရင်တော့ဈေးသက်သာနေသေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Louis Vuitton ရဲ့ အာ afternoon swim တို့ဘာလို့မျိုးအနက်မျိုးကြိုက်တယ်အဲဒါပေမဲ့အဲ့ကောင်နေဆိုလို့ရှိရင်ပေးရတဲ့စီးနေပြန်ရတဲ့ performance နဲ့တန်နေလားဆိုရင်တော့လုံးဝမတန်နေဘူးပေါ့နော်ဆိုတော့ဒီကောင်ကတော့တန်နေသေးတယ်လို့ပြောလို့ရတယ်အဲ့ဒါနေရှင်လိုက်ရင်ပေါ့လေဒါပေမဲ့ပုံမှန် blue ocean နဲ့ရေမွေး line up နဲ့ရှင်လိုက်ရဆိုရှင်တော့တန်နေလားဆိုလို့ရှိရင်ကျွန်တော်အမြင်ရတော့မတန်ဘူးလို့ကျွန်တော်မြင်နေပါတော့ performance အကြောင်းကျွန်တော်နည်းနည်းလေးပြောလိုက်ရအောင်ဒီ blue ocean နဲ့ exclusive က performance တော်တော်ကြီးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် personal wearing experience ကျွန်တော် testing လုပ်တဲ့အခါမှာဆိုလို့ရှိရင် blue ration နဲ့ parfum နဲ့နှစ်ဆဒီကောင်ပူဆွဲလို့ပြောလို့ရတယ်ကျွန်တော်စကူမှာလည်းဆန်းပြီးတော့အာကျွန်တော်ဆန်းပြီးသွားပြီကျွန်တော်အသားမှာလည်းကျွန်တော်ဆန်းပြီးသွားပြီကျွန်တော် blue ration နဲ့ parfum ဖက်ဆာလို့ရှိရင်ဒီ exclusive ကနှစ်ဆပူပြီးတော့ဆွဲတယ်ဆိုပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အပြင်သွားရဲကျွန်တော်ဒီကောင်၃ချက်က၅ချက်လောက်ကျွန်တော်ဆွဖြစ်တယ်အာကျွန်တော်ညဘက် မနေ့ပိုင်းထွက်လို့ညဘက်ပြန်လာရှိလေဒီကောင်အနံပပလေးရှိနေလုံးမယ်ဒါပေမဲ့ဒီနေရာမှာ projection အကြောင်းနည်းနည်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကတော့ exclusive က blue vision ရဲ့ line up ထဲမှာတော့ projection week အဖြစ်ဆုံးကိုပြောလို့ရတယ်ဆိုတော့ဟိုဒီကောင်ရဲ့အနံကပို့ပြီးတော့ heavy ဖြစ်သွားတယ်ပို့ပြီးတော့ dance ဖြစ်သွားတယ်ပို့ပြီးတော့လေးယူသွားတယ်အဲ့လိုမျိုးဖြစ်သွားတဲ့အတွက် projection ကနည်းနည်းလေးလေးသွားတယ်ပေါ့နော်လေးသွားတဲ့အခါမှာအနံအပြင်အများကြီးမရောက်တော့ဘူးဒါပေမဲ့ဟိုပို့ပြီးတော့ဆွဲသွားမှာဖြစ်တယ်ဆိုတော့ပြပြချင်းတယ် ဆိုတော့ဟိုကိုကအ net loud အဖြစ်ဆုံး blue dish နဲ့ဟလာဆွလိုက်တာနဲ့တခါလုံးပြန်သွားတယ်တခါလုံးမှုေးသွားတဲ့အ net မျိုး blue dish နဲ့မျိုးလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ exclusive flat စားလို့ရှိရင်ကိုလူက blue dish နဲ့ audio toilet ဒါမှမဟုတ်ရှင် audio perfume ကိုအာတုံးတာပို့ပြီးတော့ကောင်းနိုင်မယ်လို့ကျွန်တော်တို့မြင်တယ်ဗောနော audio toilet ကတော့အဲ့ညမှာအကောင်းဆုံးပဲလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ loud အဖြစ်ဆုံး blue dish နဲ့ကတော့ဒါ audio toilet ဖြစ်နိုင်မယ်ဆိုတော့ဒီကောင်ကတော့အစွဲဆုံး blue edition နဲ့ဖြစ်လိမ့်မယ် office မှာလည်းလိုက်တယ်နိုင်အောင်မှာလည်းလိုက်တယ် alright ဆိုတော့ကျွန်တော်ဒီ blue edition နဲ့ exclusive ကိုကျွန်တော်တို့ rating နှိမ့်နှိမ့်ပေးလိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော် sound quality အရာပြောရမယ်ဆိုလို့ရှိရင်ဒီကောင်ကတော့10မှတ်မှာကျွန်တော်10မှတ်ပေးရမယ်လို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဟို blue edition နဲ့ lineup ထဲမှာကျွန်တော် rating ပေးရမယ်ဆိုလို့ရှိရင်ဒါအမြင့်ဆုံးလို့ပြောလို့ရတယ်အာဒါပေမဲ့ဘာကြောင့်မလို့10မှတ်မှာကျွန်တော်10မှတ်ပဲပေးလဲဆိုတော့ဒါဒီကောင်နေဒီ steel designer ရင်မွေးဖြစ်နေတော့မယ်ပေါ့နော်ဒီနေရာမှာ rough ဖြစ်တဲ့ နံ့လေးအနံ့လေးတွေပါနေတော့မယ်အဲအဲ့ဒါမျိုးဘယ်လိုမျိုးသိတာလဲဆိုတော့ကျွန်တော်နှီးရှည်မှုတွေအများကြီးရှူပြီးတော့အခါကျလို့ရှိရင်ဒီကောင်ဘလူးဒစ်ရှင်တွေဘာလို့ဘယ်ဟာပဲဖြစ်ဘယ်ပလေးမန့်ဖြစ်ဖြစ်ကိုလက်မှဖြန်းပြီးတော့တေချာကတ်ပြီးတော့ရှူကြည့်လိုက်လို့ရှိရင် scratchy ဖြစ်တဲ့ shatter တာအနံ့ရှိနေတော့ရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ဟိုနှီးရှည်မှုတွေတချို့တွေကို quality မမိရလို့ပြောလို့ရရပါလိမ့်ဆိုတော့ ညမစတေဒါဘလူးရှင်ရဲ့ line up ထဲမှာကျွန်တော်တို့ဒီကောင်ကိုအာဆန်ကွာဒီအကောင်းဆုံးလို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ဆယ်မှတ်မှာကျွန်တော်ရှင်းမှတ်ပေးလို့ရတယ် longevity ကိုပြောမယ် solution တော့ဒီကောင်ကိုကျွန်တော်ဆယ်မှတ်မှာကျွန်တော်အာကိုမှတ်ပေးလို့ရတယ်ဗောလေဆိုတော့တော်တော်လေးကိုဆွဲပြီးတော်တော်လေးကိုလည်းအာ long lasting ဖြစ်တယ်ဒါပေမဲ့ဟို precision ကတော့အရင် strong မဖြစ်ဘူးတော်တော်ညာလဲဒါတော်တော်လေး solid ဖြစ်တဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ဆယ်မှတ်မှာကျွန်တော်ကိုမှတ်ပေးမယ် versatility ဒါဘယ်ချိန်ဘယ်နေရာမှာဆွဲလို့ရလဲဒါကတော့ blue vision နဲ့ဘယ်ရည်မွေးပလင်းဆို ဆယ်မှတ်မှာဆယ်မှတ်ပေးလို့ရတယ်ဗောနော်ဘလူးဒီရှင်နဲ့တွေဒီဒါလုံးဝလုံးဝကိုဘယ်ချိန်ဘယ်ညမဆိုဘလူးချင်းနေမဆိုဆွတ်လို့ကောင်းလို့ဒါဒီလောက်ထိနာမည်ကြီးနေတာဗောနော်ဆိုတော့အဲဒါကြောင့်မလို့ကျွန်တော်တော့ versatility ကိုဒီကောင်ဆယ်မှတ်မှာဆယ်မှတ်ပေးလို့ရတယ် complement factor ပြောရမယ်ဆိုလို့ရှင်တော့ဆယ်ယောက်မှာဘယ်ယောက်ကြိုက်နိုင်လဲဆိုလို့ရှင်တော့ဒါကတော့လူပေါ်မူဒီလူလူပေါ်မူဒီလိုက်မယ်ပေါ့နော်ဆိုတော့ဒီဟာဒီအနက်ကိုရလိုက်လို့ဟလာဟိုကိုစီကိုရောက်လာပြီးတော့အနက်မှွေးလိုက်တာဆိုပြီး complement ပေးမယ်ဟာကတော့ အရင်ကထက်ဆာလို့ရှိရင်တော့နည်းနည်းတော့ chance တော့နေသွားပြီပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ blue ocean နဲ့အနက်ကဒါတော်တော်များများရပြီးဒါအနက်ဖြစ်နေပြီမို့လို့ပေါ့လေ။ဒါပေမဲ့ဒီအနက်ကိုရလိုက်တဲ့လူတိုင်းကတော့သဘောမကျဘူးဆိုတော့တယောက်မှတော့မကြုံမှုသေးဘူး။ဆိုတော့ဒီကောင်တော့ကျွန်တော် compliment factor မှာတော့ကျွန်တော်7မှတ်မှာကျွန်တော်9မှတ်ပေးလိုက်မယ်။မကောင်းလို့မဟုတ်ဘူးကောင်းတယ်လူတိုင်းမကြိုက်လို့မဟုတ်ဘူးကြိုက်တယ်ဒါပေမဲ့အနက်က ရှေ့ကထွက်ပြီးသားကောင်းနေနဲ့ရာဘူးပြီးသားအနှံ့နေနဲ့တူနေတာမို့လို့ဒါဒူတွေကတော့ထူးထူးခြားခြားကြီး compliment လာပြီးတော့ပေးမှာတော့မဟုတ်ဘူးဒါပေမဲ့ကို့လိုကအနှံ့မွေးနေရဆိုတော့ဘေးကလူတွေကတော့ appreciate ဖြစ်မှာဒီနေရာမှာနောက်တစ်ခုကတော့နောက်တစ်ခုထည့်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တန်လားမတန်ဘူးလားပေါ့အရှိကကျွန်တော်ပြောခဲ့သလိုပဲဒါကတော့နည်းနည်းလေးပြောရခက်တယ်လို့ပြောလို့ရတယ်။အာကျွန်တော်အမြင်အရတော့ personally ကတော့မတန်ဘူးလို့ကျွန်တော်တော့မြင်နေပါတော့။ဟိုကျွန်တော်လူတိုင်းနှီးပါရာဘူးပြီးသားအနှံတစ်ခုဖြစ်တယ်။အဲအဲ့ဒါကိုမှ ဈေးကနှိရှည်မွေးတလုံးစာလောက်ကိုသွားပြီးကြာနေရတော့အသိတော့မတန်ဘူးဒါပေမဲ့ blue dish channel မှာအရန်ကြိုက်တယ်ဆိုလို့ရှိရင်เนาะစိတ်ရန်ကြည်နှက်စေလိမ့်မယ်ဟာလို့ပြောလို့ရတယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့ creep avantus နဲ့တူတယ်လို့ပြောလို့ရပါဘောเนาะ creep avantus ကဟိုတချို့ batch တွေဆိုလို့ရှိရင်၄နိုင်လောက်ပဲဆွဲတချို့ batch တွေဆိုလို့ရှိရင်၆နိုင်လောက်ပဲဆွဲတယ်ဒါပေမဲ့လူတွေ creep avantus မွေနေလို့ပြောလို့ရလားဆိုရင်တော့လေမရဘူးဘာကြောင့်လဲဆိုတော့ creep avantus အနမ်းမှကြိုက်တာမို့လို့အဲ့အဲ့လိုမျိုးပဲ blue dish နဲ့အနမ်းမှကြိုက်တာမို့လို့ ိုက်နဲ့ဟိုမှာအစွဲဆုံး version လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီလူဒီရမွေးကကိုလိုစိတ်ချမ်းသာစေလိမ့်မယ်ဒါပေမဲ့ objectively ဒါတိတ်ပြီးမတန်လို့ကျွန်တော်တော့မြင်တယ်ဗောနော်ဒီထက်ပိုပြီးတော့ဈေးတက်တာွားပြီးတော့ဟာလာဟိုဒေါ်လာ200 250လောက်ဆိုလို့ရှိရင်တော့မှ maybe နည်းနည်းအဆင်ပြေလိမ့်မယ်ဗောနိဒါပေမဲ့300လောက်ထိသွားတာတော့အရန်များတယ်လို့ကျွန်တော်တော့မြင်တယ် but then like LV ရမွေး afternoon swim ကို3နိုင်လောက်4နိုင်လောက်ပဲခံတာဘူးတော့မှ ဒေါ်လာ350ကျော်400ကျော်500ကျော်600ကျော်လောက်ပေးပြီးတော့ဝယ်နေကြတဲ့လူတွေလည်းရှိရပါတယ်ဆိုတော့လာဒါကတော့ကိုယ့်လူနယ်ပဲဆိုင်သွားပြီလို့ကျွန်တော်တို့မြင်တယ်ဘာလို့ဆိုတော့ဒါတော့ကျွန်တော်ရဲ့ blue channel exclusive ရဲ့ review ဖြစ်တယ်ပေါ့နော်ဆိုတော့ကောင်းလားဆိုရင်တော့ကောင်းတာကြီးလည်းအများကြီးရှိရဲ့မကောင်းလားဆိုရင်တော့လည်းဈေးကတော့မတန်နေဘူးပြီးတော့လို့ရှိရင်အရင်ကတော့ unique ဖြစ်ပြီးတော့ quick track နေရာမျိုးအရင် drastically ပြောင်းသွားတာမျိုးဖြစ်နေလားဆိုရင်တော့မဖြစ်နေဘူးဒါပေမဲ့သူ့အနေနဲ့သူကတော့ solid အဖြစ်ဆုံးဒါ blue channel လို့ပြောလို့ရတယ်ဆိုတော့နည်းနည်းလေး decide လုပ်ရတာခက်တဲ့အထက်မှာပါလိမ့်မယ်ဒါပေမဲ့ ဘရစ်တရှ်ရဲ့လေးလုံးထဲမှာတော့ဘယ်ပလေးကိုထားမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒပလင်းကိုပဲထားမယ်လို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော် alright ဆိုတော့ဒီလိုမျိုး video တွေသဘောကျရဆိုလို့ရှိရင် like follow see first time လို့လည်းမေးပါနဲ့ see you next time peace